我家，一个你给，马哈乌嘎巴利，成啊，和达巴，老旦爹那哪儿？米阿吉古，巴利罗布，有法不着边，那边边。 ြောတဲ့ပြောတတ်သမျှအဓိပ္ပာယ်ပြောပြပြီးတော့တရားပူဇော်လာခဲ့တာမနေ့ကနာတိကရွာသူရွာသားများဟာသူတို့ရဲ့အဖို့အဖွားတွေတည်သွားရပြီ ဖြစ်တဲ့သူတို့ရဲ့အဖို့အဖွားတွေ 50ကျော်လောက်ကမတိခင်က33ခုရတော့အခုမြမဘုံ90ကျော်လောက်ကနမက်နှစ်ခုရတော့နဘုံ900ကျော်လောက်ကတမက်တခုရတော့နဘုံမှာ ဖြစ်ကြတယ်အဲ့ဒီဘုံဘွားဒီမှာအထက်ထက်မြတ်တီတက်လှမ်းကြတော့မှာဆိုတဲ့စကားကိုကြားရတော့ပြန်ရစ်တဲ့နာတိကရွာသူရွာသားသာသမီမိမိတွေ ယခုလည်းပဲသူတို့ကပဲဆက်ပြီးယရဏသုံးပါးကိုယူတည်ကိုင်းဆိုင်စွာလှုပ်ကြီးနေကြတဲ့ပုဂ္ဂိုလ်တွေနှိဇလိုက်ကြတာဝမ်းမြောက်လိုက်ကြတာ ပီတိသောမနာသာရိဖြစ်လိုက်ကြတာဆိုတဲ့နေရာမှာအပိသထားတယ် ဒီကနေ့ပါဠိတော်စာအရှိဆက်လက်ပြီးတော့ရုပ်ဖတ်ပူဇော်ပါမယ်အတောတိခောအာယတမအာနန္ဒောအာယတမအာနန္ဒောအရှင်အာနန္ဒမထေမြတ်သည်အတောတိခောအတောတိ 你娃、欸、家里头人的啊一些苦，一个你有法不作变嘛个、啊，心安然的家里的人的是的，你呀、啊，嗯，把利落。 သာအရှိကိုရွဖပူဇော်ပြပါမယ်။ဟောအဒီပဲကူတော့ပါဠိစာပေရဲ့အသွာလာအနေငယ်လေးအလှည့်ပြောင်းဆိုတဲ့အရာကိုတရားတော်ကိုနာယူကြတဲ့ပုဂ္ဂိုလ်များ နားရှုပ်မသွားအောင်အလက်ပြန်မပြတော့ပါဘူးပါဠိတော်ဟူပဲသံဃာယနာတင်စားတော်မူရှိရင်တိုင်ဖတ်ပြပြီးတော့အတိပဲကိုယ်တော်ဗမာလူပဲပြုတ်ပြပါမယ်အသောတိခောအာယသမအာနန္တော

ေတိဝန္တေတုကုရုမေဇာလေတုမေဇသူရသေနေတုအတုအမုဒ္ဒရာဥပပန္နောအတုအမုဒ္ဒရာဥပပန္နောပရောပညာသနာတိကိယာပရိဇာရကအပတိတာကလင်္ကတာပိဉ္စနံဩရံဘာဂိယနံသံယောဇနံပရိခယာ ဩပပါတိကာတထပရိနိဗ္ဗာယိနောအနာဝတိဓမ္မာတသမလောကာသာတိကာနဝတိနာတိကိယာပရိစရကာအဘဒိဒာကလင်္ကတာဒိဏံသံယောဇနာနံပရိခယာ ဒါကဒေါသမောဟနံတနုဒ္ဒာသကဒါဂမိနောသကိဒေဝအိမံလောကံအာကန္တဝဒုက္ခသန္တံကရိသန္တိသာတိရေကာနိပိစသတာနိနာတိကိယာပရိစာရကအပတိတာကလင်္ကတာ ဒိဉ္စံသံယောဇနနံပရိခယာသောတာပန်နာအဝိနိပါဒဓမ္မာနိယတာသံဘောဓိပရယနာတိနသနာတိကိယာပရိသရကအတ္တမနာဟေသူ ပမှုဒိတာပိတိသောမနသသာဒာရကဝတုဝိယကရဏံသုတ်တဝတိဒါအရှင်အာနန္ဒာကြားတဲ့သတင်းစကားမြန်မာလူက

ယောဂီအားယောက်ျားအယက်ဒေသကယောရီယောရီကနေပြီးတော့မေးမြန်းကြလို့ပတ်ဝန်းကျင်ဇဏဘုတ်မှာနေကြထိုင်ကြတဲ့ယရဏသုံးပါးကိုလှုပ်ကြည့်ကြတဲ့ဒကာကြီးတွေဒကမကြီးတွေ တမောလွန်ဘဝပြောင်းသွားကြပြီဖြစ်တဲ့ဒကာကြီးတွေဒကမကြီးတွေသိကုံရပြီဖြစ်တဲ့ဒကာကြီးတွေဒကမကြီးတွေဤမိသော ပုဂ္ဂိုလ်သည်ဤမိသောဘုံဌာနမှာပฏิသန္ဓေတည်နေခြင်းအဖြစ်ဖြစ်ဤဤမိသောသူသည်ဤမိသောဘုံဌာနမှာပฏิသန္ဓေတည်နေခြင်းအဖြစ်ဖြစ်၏ ဤကဲ့သို့မေတော်မူသမျှတွေကိုပြန်လဲပြီးတော့ဖြေကြတော်မူခဲ့တတဲ့နော်။၅ဆယ်အလုံးရှိတဲ့နာတိကရွာသားတွေ ယရဏသုံးပါးကိုပြည့်စုံလုံကျွေးခဲ့ကြတယ်အခုတော့ဘဝပြောင်းကုန်ရပြီသေကုန်ရပြီအဲ့ဒီပုဂ္ဂိုလ်တွေကအောက်တန်ရောစဉ်၅ပါးကိုပယ်ခဲ့ကြတဲ့အတွေ့အနာဂတ်ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့ယမဘုံမှာရောက်ကုန်ကြတယ်ဒီကာမဘုံလောကကို ပฏิသန်နေတည်နေခြင်းအပြင်ပြတ်မလာတော့ဘူးဘိုးတွေကြောလောက်ရှိတယ်နာတိကရွာသူရွာသားတွေကတစ်ချိန်လုံးကယရဏသုံးမကို လုတ်ကန်ရေးမွေးခဲ့ကြတယ်အခုတော့ဘဝပြောင်းကုန်ကြပြီသေကုန်ကြပြီအဲ့ဒီပုဂ္ဂိုလ်တွေက အောက်တန်ရောစဉ်သုံးမကိုပဲ ယာကဒေါသမောဟကိုခေါင်းပါတဲ့အတွေ့သကတာကံနော်ပထမမနဲ့အောက်တန်ရောစဉ်သုံးပါးကိုပဲဒုတိယမနဲ့ယာကဒေါသမောဟခေါင်းပါအောင်ပြုခဲ့ကြတဲ့အတွေ့သကတာကံပုဂ္ဂိုလ်ဒီဖြစ်ကုန်ကြပြီဒီကာမဘုံကို ကြည်သာပฏิသန်နေတည်နေပြီးတော့ဒုက္ခခတ်သိင်ချုပ်နေရနိဗ္ဗာန်ကိုမျက်မှောက်ပြုကြတော့မေမာယာကျော်လောက်ရှိတယ်နာတိကရွာသူရွာသားအဖိုးဖွားရိအသက်ရှင်ရှားရှိတော့ကယရဏသုံးပါးကိုပြည့်စုံလို့ကျွေးယူစီကြိုက်ရန်ခဲ့ကြတယ်အခု ဘဝပြောင်းကုန်ကြပါပြီသေကုန်ကြပါပြီဒီ၅ရွယ်ကျော်လောက်အမျိုးကောင်းသားအမျိုးကောင်းသမီးတွေကအောက်တန်ရောစဉ်သုံးခုကိုပေးနိုင်ခဲ့တဲ့အတွက်သောတာပန်ဖြစ်ပြီအပယ်လေးပါးမကြတော့ဘူးအထက်နတ်ဘုံသာလာရရှိတယ်သူတို့တရားကလည်းပဲအထက်မဲ့သုံးခုပဲ ယဖြည်းဖြည်းတက်လှမ်းကြတော့မေဆိုတာဆိုတဲ့သတင်းစကားကိုနာတိကရွာသူရွာသားတွေမြတ်စွာဘုရားရဲ့ပညာဝေယကရဏပြဿနာမေးဖြေခြင်းဒီသနာတော်ကိုကြားရလို့ကြံရှိရတဲ့ သာသမီမြေမြေဖြစ်ကြတဲ့နာတိကရွာသူရွာသားတွေအခုဘိုးဘွားတွေရဲ့အမွေနှစ်သူတို့ပဲယရနာသုံးပါးကိုယူဒီကန့်ရှင်ကိုယ်ွယ်စိတ်ကနေကြတဲ့ပုဂ္ဂိုလ်တွေနှစ်သက်တဲ့စိတ်နှလုံးဖြစ်လိုက်ကြတာတဲ့ ဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ကြတာတဲ့ဤတိသောမနာသတိဖြစ်လိုက်ကြတာတဲ့အဲဟောကြည့်တာဆိုတဲ့ပါဠိတည်းကတဲ့တဲ့နဲ့ပြန်ပြနော်အ내ပြန်နေရခြင်းဖြစ်တယ်အဲ့ဒီအဲ့ဒီသရင်စကားကိုအရှင်အာနန္ဒာကြားလေပြီ မနေ့ကမြတ်စွာဘုရားဒီလိုဟောတယ်ဆိုတော့နာတိကယွာသားတွေဝမ်းမြောက်ကြတယ်ဒီကနေ့ရသောဖရာကသူတို့ရဲ့အဘိုးအဘွားတွေအကြောင်းဟောပြတော်မူတဲ့တရားဒေသနာတော်ကိုကြားရကြော နာတိကရွာသားရိဝမ်းမြောက်ဝမ်းသာဖြစ်လိုက်ကြတာဒေဆုရဲ့သတင်းစကားကိုအရှင်အာနန္ဒာကြားလိပြီဒီနော်အဲ့ဒီတော့မှာအရှင်အာနန္ဒာကချိန်ဆက်ပြီးတော့ တွေးတော့ကနေဘယ်လိုဘယ်လိုတွေဝင်နေဆိုတာကိုနောက်တစ်နေ့ကျမ်းမှာထည့်ကြပါစုပါဠိတော်ရဲ့အသွာအလာကစာပေရဲ့အချိတ်အဆက်ကလေးကို သဘောမပေါက်ခဲ့ရင်ဟာဓာရီကြီးတိုင်းအတူနေတဲ့ဓာရီကြီးလဲတော့ပါဠိကြီးတိုင်းဖတ်မယ်ရင်တော့အနဲ့အနဲ့ပြန်မလည်းပြန်လိုက်ဆိုတာဓာရီကြီးတိုင်းထက်နေသေးဆိုတာဖြစ်မှစို့လို့မြန်မာဒီနားသဘောနားပေါက်အောင် မြန်မာလိုအဓိပ္ပာယ်ပြောပြခြင်းဖြစ်ပါလေ။အင်္ဂါယနာတင်စာရောမူကိုတော့မကျော်မဲနဲ့အာလုံးအစုံအစီဖတ်ပြပါလေ။ကဲဒီကနေ့ဒီရင်ရမယ်အာလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေ။